မင်္ဂလာပါဗျာ။ Farmers Paranormal ကပျော်ရွှင်စွာဖြင့်ကြိုဆိုပါရစေဗျာ။တင်ဆက်မှုလေးတွေကိုကြိုးစားတင်ပြတိုင်းသိရှိနိုင်ပါရန်အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေမှာ Like and Subscribe လေးလုပ်ပေးဖို့ကိုလည်းအထူးမြတ်သားရက်ခံပါရစေဗျာ။ဒီကနေ့မှာတော့ခရီးသွားလာရခြင်းမျိုးနဲ့တက်တဲ့နိုင်ငံတကာကခရီးသွားအရေးတွေကိုရွှေမန်းမြို့ဖြစ်တဲ့မန္တလေးမြို့ကြီးနဲ့မိတ်ဆက်ပေးပါစေဗျာ။တီချာလာနေဖို့ကိုလည်းဖိတ်ခေါ်ရေးချင်တဲ့ဆက်လိုက်ရပါတယ်ဗျာ။ မန္တလေးမြို့ကကျူဆိုပါတယ်မြန်မာနိုင်ငံကိုလာရောက်လည်ပတ်မယ်ဆိုရင်ဒီနွင်းပြည်ပခရီးသွားဧည့်သည်များအနေနဲ့ရွေးချယ်လာရောက်တင်လင်းမြို့တွေထဲမှာမန္တလေးမြို့ကြီးကအထင်ကြီးအစီရင်ထဲမှာပါဝင်နေတယ်ဆိုတာကိုဂုဏ်ယူစွာပြောကြားလိုပါတယ်မန္တလေးမြို့ဆိုတာကတော့မန္တလေးတိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်တယ်လို့မြန်မာနိုင်ငံအလဲပိုင်းမှာတည်ရှိနေပါတယ်မြန်မာတို့ရဲ့ နောက်ဆုံးလင်းများဖြစ်တဲ့ကုန်းမောင်မင်းဆက်တူဆူဆန်ခဲ့တော့မြန်နန်းစံကျော်ရွှေနန်းတော်ကြီးတီရှိရာဖြစ်တဲ့အပြင်ရှိပကံမင်းဆက်တူရဲ့ရှင်ကြီးမှုအမွေနဲ့ပကံရှိဟောင်းရင်ကြီးမှုနေပြီးအင်းဝမြုပ်ဟောင်းနဲ့အမရပူရမြုပ်ဟောင်းတို့ဟာလည်းမန္တလေးတိုင်းဒေသကြီးတွေမှာပဲတည်ရှိနေတာပါမန္တလေးတိုင်းကို ရှင်းမြမာမင်းများလက်ထက်ကတန်ပတိပါတိုင်းလို့ခေါ်ဆိုခဲ့ကြပါတယ်။ဒီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့အမရဘူလာတောင်ပိုင်းတောင်တမန်ရွှေစာရံပုတ်ပါစတဲ့အချိန်ကြာဒေသတော်ဝိုင်းမှာလေကျောက်ခေကာလာပါစပြီးမြမယဉ်ကျေးမှုအခြေခံအညာတိုင်းယဉ်ကျေးမှုတရက်အထူးထောင်ခဲ့ခြင်းထိုဒီသများတွင် ကြောက်ခင်ဥပိုင်းလူတော်များအတုံးပြုခဲ့သည်အတုံးဆောင်များကြောင်းလက်လက်များတဘုံတပင်တွေ့ရှိခဲ့ရပြီးလိလာတုတေတနာပြုမှုတွေနဲ့စိတ်ဝင်စားစရာနေရာတွေတည်ရှိနေပါတယ်မန္တလေးတိုင်းဒေသကြီးရဲ့အနောက်ဘက်ပိုင်းမှာပုတ်ပါမိငိမ့်တောင်ရှိပါတယ်။မန္တလေးမြို့နဲ့ကျောက်စင်မြို့ပတ်ဝန်းကျင်မှာ လွင်ပြင်များတည်ရှိနေပြီးတိုင်းဒေသကြီး၏အရှိဘတ်မှာဆိုရင်ရှမ်းယုံမတောင်တန်းကြီးများတည်ရှိနေပါတယ်။တိုင်းဒေသကြီးအနောက်ချမ်းမှာတော့ညောင်ဦးမြို့နယ်အထိအီယာဝရီမြစ်ကဖြစ်တန်းစီစဉ်နေတာတွေ့ရမှာဖြစ်ပြီးမြင့်ငယ်မြစ်စောကြီးမြစ်ပန်းလောင်မြစ်စမုံမြတ်တို့မှာလည်းစီစဉ်လျက်ရှိနေတာကိုလည်းလပ်ပစွာကြည့်ရှုခန်းစားနိုင်ပါတယ်။ မန္တလေးမြို့ရဲ့ယာရီဥရုတွေကတော့လူမိုးနဲ့ဆောင်းယာရီသုံးခုစလုံးကိုတိတိတသားခံစားရစေရာကြောင့်ကြိုင်နှစ်သက်ရာယာရီဥရုကိုခံစားခြင်းနဲ့ကာလရွေးပြီးတော့လေပတ်ဖို့တော့လိုမယ်ဗျမန္တလေးတိုင်းဒေသကြီးမှာတော့ခရိုင်၁၁ခုနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ခရိုင်၁၁ခုကတော့အောင်မီတာဇက်ခရိုင် မဟာအောင်မီခရိုင်အမရပူရာခရိုင်ပြင်ဦးလင်ခရိုင်တပိတ်ချင်းခရိုင်ကြောက်စဲခရိုင်တဒဲဦးခရိုင်ညင်းချံခရိုင်မိတ်တီလာခရိုင်ညောင်ဦးခရိုင်နဲ့ရမဲတဲခရိုင်လိုပဲဖြစ်ပါတယ်ဒီခရိုင်ဆက်တခုမှာမြို့ပေါင်း30မြို့ ရက်ကွက်ပေါင်း280ရက်ကွက်ကြီးရွာအုပ်စု1435အုပ်စုနဲ့ရွာပေါင်း4969ရွာပါရှိတာကြောင့်လေပတ်စရာတွေကတော့အများပါတယ်တတော်ကများပါတယ်စိတ်ဝင်စားစရာလေပတ်တဲ့နေရာများမင်္ဂလာမျိုးကိုလေပတ်မယ်ဆိုရင်တော့အချင်းကရဟူတူတာများစွာရနိုင်ပြီး လိမ့်လာစရာတွေများတဲ့နေရာတွေတော်တော်များများကိုညွန်ပြလိုက်ပါတယ်။ဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်အမြတ်ဗုဒ္ဓဆင်နုတော်ကြီးကိန်းဝတ်စံပေရာ မဟာမုနိရုပ်ရှင်တော်မြတ်မဟာမုနိဖျားကြီးနောက်ကုန်းမောင်မင်းဆက်တို့ဆူဆန့်ခဲ့တဲ့မြာနန်းစံကျော်ရွှေနန်းတို့မန္တလေးနန်းတွင်ဒီပြင်မန္တလေးတောင်တို့တက်ရင်အလားပါရှုပင်များ ခံစားခြင်း မန္တလေးတောင်ကြီးကမဟာလောကမာရစိန်လို့ဖွဲ့သက်ထားတယ်။မင်းတော်မင်းကြီးတရားကြီးရဲ့ကုလိုတော်ဘုရားကြီးထဲမှာရှိတဲ့ဒီကဘာအကြီးဆုံးစာအုပ်ကြီး။မန္တလေးတောင်ကြီးမှာပဲဆက်လက်လည်လာနိုင်တဲ့တစ်တိုင်လုံးကြီးများနဲ့ဖောက်ဆွတ်ထားတဲ့ရှီလက်ရာသူဓမာဇယက်များယခင်33ဆောင်ရှိတော်လဲယခု29ဆောင်လာကြန့်ရှိပါတယ် ရှင်မင်းများကောင်းမှုတော်စီတော်များနဲ့ဖခင်ကြောင့်ကံများအမှုတစ်ခုမှလက်ရာများကိုလိလာပြုစုနိုင်မယ်အခွင့်အလမ်းများရှိနေတဲ့အဆောက်အဦများများစွာတည်ရှိနေပါတယ်အချိန်ပြီးလိလာရှင်မြမတလီရင်ကျင်းမှုတွေကို လာရောက်ခံစားရင်းအနားယူလည်ပတ်နိုင်ပါတယ်ဗျာဒီပတ်စရာပွဲတော်များ ်တင်ကရပွဲတော်တွင်တိုက်ဆိုင်လေပန်းချက်နဲ့ဆုံးတော့နာမည်တော်ကြတဲ့တောင်ပြုံးမြေနပါပွဲတော်လစ်စင်ခုနလပိုင်းဒုမဟုတ်၈လပိုင်းမြမဝါကောင်နဇန်တရက်နေမှာ၈ရက်နေအထိကိုလာရောက်နေပန်းနိုင်ပါတယ်။ဒါပြီးတောင်ပြုံးပွဲတော်ကြီးအပြင်လစ်စင်ကျင်းပတော့မန္တလေးဝန်ကြီးအထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ရတနာကူမြတ်စွာဘုရားပွဲတော်နဲ့ မေတော်နှစ်ပွဲကိုဘာကောင်လာပြီးကျော်ရှိရင်စတမနေ့ရက်နေ့မှာဘာကောင်လာဝင်နေစတမလရှင်ရက်နေ့အထိကျင်းပရရှိရာမန္တလေးအမရပူကတတူစကိုင်းမုံရစတဲ့အနည်းဝန်းကျင်မှာဖျားပွဲကနှစ်ပွဲလာလို့များဖြင့်စီကားစွာကျင်းပရရှိပါတယ်မေတော်နှစ်ပွဲကို ဝါကောင်လာပြည့်ကျော်ရှင်းရက်နေ့မှာစတင်လေးရှိတော့လေဝါကောင်လာပြည့်ကျော်ခုနှစ်ရက်နေ့မှာစ၍နှစ်ညီလာခင်များတပ်ပွဲများစတင်ကြမှာပြီးလာပြည့်ကျော်ဆင်းရက်နေ့တွင်ချိုးရီတော်သုံးပွဲတော်လောက်ွယ်နေ့တွင်ထိန်ခုပွဲမေတော်ပို့ပွဲများကျင်းပပြုလုပ်ပြီးတန်ဃာတော်များကိုစာရေးသက်မဲနဲ့စွန်ချီလောင်းလူကပွဲတော်ပိတ်သိမ်းနေရှိပါတယ် အမရပူရမြို့ငယ်တိုးကျေးရွာမှာကျင်းပတဲ့ဒီပွဲတော်ကို မန္တလေးမှအများဆုံးတွားလာကြလျက်ရှိပြီးအမတ်ရှစ်ဘတ်ကလိုင်းစကိုင်းမန္တလေးကလိုင်းများအပြင်မော်တော်ဆိုင်ကယ်များဖြင့်လည်းအများဆုံးတွားရောက်ကြကြောင်းတွေ့ရှိရမှာဖြစ်ပါတယ်။ရှင်းရခင်ကယရနာကူပွဲတော်ကိုမန္တလေးမှနွားလေးများဖြင့်မြို့လုံးကျွန်းနီးပါးတွားရောက်ကြပြီး တောင်တမန်အင်းဆောင်မေဇေပင်နှမ်းမှာလင်းဝိုင်းကြီးများစခန်းချရက်နာပြီးချက်ပြုတ်စားတော့ဝိုင်းခွဲတီဆူကခုံကတောင်တမန်အင်းငေတိုးချောင်းများမှတစ်ဆင့်ငတ်တံမန်များဖြင့်လက်နံများတို့တပြောတပါတွားရောက်လေးရှိတာကြောင့်ယခုလေအလားတူမြင်ငွင်းတွေနဲ့ပျော်ရွှင်စရာအလွန်ကောင်းတာကိုတွေ့ရမှာဖြစ်တာကြောင့်လာရောက်နေပတ်ဖြစ်အောင်လာဖို့ဖိတ်ခေါ်လိုက်ပါတယ် ရှိနေတာကြောင့်မြမအစာအစာများမြမမှုများကိုတည်တည်ဝင်ဝင်လာရောက်တူလာဖို့မန္တလေးမြို့ကြီးကအေဒီတော်တို့ကိုမျောလင်းဆောင်စားလျက်ရှိပါတယ်ဗျာကျွန်တော်ကိုယ်တိုင်မြမကြီးနဲ့မြမရင်ကြီးမှုနန်းတော်မြို့ရဲ့ကြီးနဲ့ကျုံးရီပကြီးတို့မျိုးရှိကျွန်တော်ကျွန်တော်တို့ပြောတတ်တဲ့ချွေချီချင်းဝတ်မန်းမြို့တို့ရဲ့ဒီကူမျိုးရှိတွင်းနေနေပါတယ်ဗျာ င်းစီတာအစားအသောက်ရင်းချေစရာပေါများတယ်။ပေါ်ရည်တဲ့မြမကြီးကျုံမျိုးတို့နတ်သမီးအကြောင်းအခြေတော်ပြပြမယ်ဆို။